မနဲ့မိုးလင်းတော့ကိုအောင်တယောက်ခါတိုင်းထက်စောပြီးအိယာကနိုးလာခဲ့တယ်။ညကကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ဖွယ်အဖြစ်ပြက်တွေကသူ့စိတ်ထဲမှာပြန်လဲပေါ်လာပြီးခလေးငယ်ရဲ့ဝိညာဉ်ကိုကုညီဖို့ပို့ပြီးစိတ်ပိုင်းဖြတ်လိုက်တယ်။သူဟာမနက်စာကိုအမြန်စားပြီးတင်းချိုင်းကိုတွားဖို့ပြင်ဆင်လိုက်တယ်။ တင်းချန်ကိုရောက်တော့နေရောင်ကြီးကတင်းချန်ကူတွေပေါ်ကို ထိုးကျနေပြီးညကမှောင်မိုက်တဲ့အငွေသက်တွေပြောက်ွယ်သွားခဲ့တယ်။ဒါပေမဲ့ကိုအောင်ရဲ့စိတ်ထဲမှာတော့ညကကြောက်မက်ဖွယ်အဖြစ်ပြက်တွေကအထင်သာကြံ့ရည်နေသေးတယ်။သူဟာ ခလေးငယ်ရဲ့ကူကိုတွားပြီးကူပေါ်မှာရေးထားတဲ့နာမည်နဲ့ရက်စွဲတွေကိုတေချာပြန်ဖတ်တယ်။ မောင်ဖြိုးဆိုတဲ့နာမည်လေးကသူ့စိတ်ထဲမှာဆွဲထင်နေပြီးခလေးငယ်ရဲ့ဝိညာဉ်ကိုကုညီဖို့ပို့ပြီးစိတ်အားထက်သန်လာတယ်။ကိုအောင်ဟာ ခလေးငယ်ရဲ့တည်ဆုံးမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ပထမဆုံးအနေနဲ့သူဟာတင်းချမ်းရဲ့မှတ်တမ်းတွေကိုရှာဖွေဖို့တင်းချမ်းရုံးခန်းကို သွားခဲ့တယ်။တင်းချမ်းရုံးခန်းကတင်းငယ်ပြီးမှောင်မိုက်ပေမဲ့ နှစ်ပေါင်းများစွာရဲ့တမိုင်းချောင်းကိုထိမ့်သိမ်းထားတဲ့နေရာတစ်ခုဖြစ်တယ်ကိုအောင်ဟာမှတ်တမ်းစာအုပ်တွေကိုလှန်လို့ကြည့်ရှာခဲ့ပေမဲ့မောင်ဖြိုးနဲ့ပတ်သက်တဲ့မှတ်တမ်းကိုမတွေ့ခဲ့ရဘူးစိတ်ပြက်လက်ပြက်နဲ့ကိုအောင်ဟာတင်းဆိုင်ရုံးခန်းကနေထွက်လာပြီးဒေသခံတွေစီက အကူအညီရဖို့မျှော်လင့်ခဲ့တယ်သူဟာတင်းဆိုင်အနီးမှာနေထိုင်တဲ့ တက်ကြီးရွယ်အိုတွေစီကိုတွားပြီးမောင်ဖြိုးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့တယ်။ဒါပေမဲ့ဘသူကမှမောင်ဖြိုးဆိုတဲ့ကလေးငယ်အကြောင်းကိုမသိကြဘူး။အချို့တက်ကြီးရွယ်အိုတွေကတော့တင်းချိုင်းနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကို ပြောပြခဲ့ကြတယ်။သူတို့ကအရင်တုန်းကတင်းချိုင်းထဲမှာမော်ဆရာတယောက်နေထိုင်ခဲ့ပြီးကလေးငယ်တွေကိုရစ်ပူစော်ခဲ့တယ်လို့ပြောပြကြတယ်။ အဲ့ဒီဌာနကြီးတွေဟာကိုအောင်ရဲ့စိတ်ထဲမှာမိခိုးတွေပုံများလာစေခဲ့တယ်မောင်ဖြိုးဟာအဲ့ဒီမော်ဆရာရဲ့ရစ်ကောင်တွေတဲကတယောက်များလာကိုအောင်ဟာဒေသခံတွေစီက အကူအညီမရတဲ့အတွက် စိတ်ပြက်သွားပြီမဲ့လက်မလျှော့ခဲ့ဘူးသူဟာတင်းချိုင်းရဲ့တမိုင်းချောင်းကို ပို့ပြီးလေးလာဖို့ဆုံးဖြတ်လိုက်တယ် တင်းဆိုင်ဂူတွေကိုတစ်ခုပြီးတစ်ခုလိုက်ကြည့်ပြီး ထူးဆန်းတဲ့အရာတွေကိုရှာဖွေခဲ့တယ်။တင်းဆိုင်ဂူတွေပေါ်မှာရေးထားတဲ့နာမည်တွေနဲ့ရက်စွဲတွေကိုမှတ်သားထားပြီးမှတ်တမ်းစာအုပ်ထဲမှာရေးမှတ်ခဲ့တယ်။ညနေဆောင်ရောက်တော့ကိုအောင်ဟာတင်းဆိုင်ရဲ့အလဲဘဟုကိုရောက်သွားတယ်။အဲ့ဒီမှာရှေးဟောင်းတစ်ပင်ကြီးတစ်ပင်ရှိပြီးတစ်ပင်အောက်မှာကြောက်တုံးကြီးတစ်ခုရှိတယ်။ ကိုအောင်ဟာအဲ့ဒီကြောက်တုံးကြီးကိုကြည့်ပြီးထူးဆန်းတဲ့ခံစားချက်တခုကိုခံစားလိုက်ရတယ်။သူဟာကြောက်တုံးကြီးကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာကြောက်တုံးကြီးပေါ်မှာရှေးဟောင်းဆာလုံးတွေ ရေးထားတာကို တွေ့လိုက်ရတယ်။အဲ့ဒီဆာလုံးတွေကိုဖတ်လို့မရပေမဲ့အဲ့ဒီဆာလုံးတွေဟာတင်းကျပ်ရဲ့လှုပ်ဝက်ချက်တွေကို ဖော်ထုတ်ဖို့တဲလွန်စားတစ်ခုဖြစ်နိုင်တယ်လို့တွေးမိတယ်။ ူဟာအဲ့ဒီစာလုံးတွေကိုမှတ်တမ်းစာအုပ်ထဲမှာရေးမှတ်ပြီးအိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့သူဟာအဲ့ဒီစာလုံးတွေရဲ့အတိတ်ဘယ်ကို ရှာဖွေဖို့စူးစမ်းခဲ့တယ်။